အားစေးတွေမှာခန္ဓာကိုယ်မှာတနေ့တာလိုအပ်တဲ့အဲဗိုက်တာမင်တွေတတ်ထုတ်ဓာတ်လေးတွေပေါ့နော်အဲ့ဒီတနေ့တာလိုအပ်တဲ့ဟာလေးတွေနည်း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 နဲ့အမျိုးစုံအောင်အများကြီးထည့်ထားတဲ့အားစေးရှိတယ်အဲ့ဒီအားစေးကတော့အနေတိုင်းတောက်လို့ရတယ်ရေရှည်ဆွဲပြီးတောက်လို့ရတယ်နောက်ထပ်အားစေးတစ်မျိုးကကြတော့လိုအပ်တဲ့ဓာတ်တစ်မျိုးကိုပဲပမာဏအများကြီးထည့်ထားတဲ့အားစေးဥပမာသွေးရနေတဲ့လူတွေဆိုလို့ရှိရင်သွေးရကောင်းဖို့အတွက်တန်တက် တစ်မျိုးတည်းကိုအများကြီးထည့်ထားတဲ့အာဇီမျိုးရှိတယ်။အဲ့ဒါကြတော့ကိုးသားရဲ့တဲ့ဘက်မှာသုံးတဲ့အာဇီဖြစ်သွားတယ်။ဆိုတော့ဒီလူကသွေးအားရန်နေနေလို့ရှင်အဲ့ဒါကိုကုသဖို့အတွက်ဒီတန်တတ်ပါတဲ့အာဇီကိုဒီလက္ခဏာတွေခံစားနေရတဲ့အတွက်ဒီအာဇီကိုတိုက်တာပေါ့။ เนาะအဲ့တော့ civic တွေဆိုတော့အဲ့လိုပဲ900 1000အဲ့လိုမျိုးပါတဲ့ဟာတွေရှိတယ်အဲ့တော့လူရဲ့ခန္ဓာကိုယ်ကတနေ့တာလိုအပ်ချက်ကအဲ့လောက်အများကြီးမလိုအပ်ဘူးလေเนาะအဲ့ဒါကြောင့် civic တွေ900 1000တောက်လိုက်လို့ရှိရင်မလိုအပ်တဲ့အတွက်ခန္ဓာကိုယ်တွေကစွန့်ရတယ်အဲ့ဒါကြောင့်အဲစီးရအရန်ဝါထိတ်နေတာပေါ့နော်ဒါပေမဲ့သူဒီအဲအဲဒီဖြားနာတဲ့ခန္ဓာကိုယ်ရဲ့ immune ကိုဆွဲတင်ခြင်းနဲ့ ဒါမှမဟုတ်အနာရှိတယ်ဒဏ်ရာကိုမြင်မြန်ကျက်စေခြင်းတယ်အဲ့အဲ့ဒီလိုမျိုးကုသတဲ့ဘက်မှာပါတဲ့အားစေးတွေတော်တော်များများကတမျိုးတည်းကိုပမာဏအများကြီးထည့်ထားတာဒါအာယုံကျောင်းနဲ့ပတ်သက်ရင်လည်းထုံနေခြင်းနဲ့ဆိုရင်အာယုံကျောင်းကိုအားကောင်းစေတဲ့ဗီတာမင် B12 အများကြီးပါတဲ့အားစေးတွေရှိမယ်ဆိုတော့အဲ့လိုမျိုးအားစေးတွေကြတော့ယောဂလက္ခဏာခံစားနေရတဲ့အချိန်မှာအဲ့ဒီအားစေးတွေကိုတောက်မယ်ဒီလက္ခဏာတက်တာသွားပြီဆိုလို့ရှင်ဒါရေရှည်ဆွဲမတောက်ဘူးရက်တယ် ာလို့လဲဆိုတော့ဒီဗိုက်တာမင်တွေမင်နရယ်တွေမှာလူရဲ့ခန္ဓာကိုယ်မှာလိုအပ်တဲ့ပမာဏဆိုတာဟို အတိုင်းတာ rate တစ်ခုရှိတယ်အဲ့တဲ့များသွားရင်လည်းမကောင်းအဲ့တဲ့နည်းသွားရင်လည်းမကောင်းဘူးဆိုတော့ပမာဏတစ်မျိုးတည်းကိုအများကြီးပါတဲ့အားသေးတွေဒီမလို့အဖက်အကြာကြီးဆွဲတောင်းရင်မကောင်းဘူးအဲ့တော့အကြာကြီးဆွဲတောင်းလို့ရတဲ့အားသေးတွေဒီအမျိုးအစုံကိုတနေ့တာလိုအပ်တဲ့ပမာဏနည်း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 ထည့်ထားတဲ့အားသေးလေးတွေအားဒါအများကြီးဆွဲတောင်းလို့ရတယ်